အလုံးမဲတွေ့ရဝင်တာပါလေကျွန်တော်နာမည်ကတော့ရှာနိုခပါလေကျွန်တော်မက်ဆန်လို့ပေးခဲ့ပဲကဂျပန်နစ်အီတန်လေးနဲ့ပတ်သက်ပြီးတော့ကြည့်ပြပြထားပါတယ်ဒီဘက်မှာတော့ကျွန်တော်ဂျပန်ရဲ့ခင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားခြင်းပါလေကျွန်တော်မြန်မာမှာဆိုရင်ရှိရပါတော့ကောင်းမောင်ခေတို့ပကံခေတို့အင်းဝါခေတို့အဲ့လိုမျိုးရှိရတိုင်းပဲကျွန်တော်မှာဆိုလေခေတွေအများကြီးပဲရှိပါတယ်အဲ့ဒီခေတွေအများကြီးရနေပြီးတော့ဒီနေ့ကျွန်တော်နဲ့အရင်းအီးဆုံးအနည်းဆက်ဆုံးဖြစ်တဲ့ခင်းနဲ့ခေကိုမျိုးစံလို့ပြပြပေးခြင်းပါတယ် ပထမဆုံးအမှတ်စာဘာလဲဆိုရင်လေဝါခြေတိုက်ဘာမျိုးဆိုင်လေဝါခြေတိုက်လေဝါခစ်ဆိုပြီးပြောလို့ရပါတယ်လေဝါဆိုတာနည်းနည်းဘာမျိုးဆိုင်ခြေတိုက်ကတော့ခစ်ဆိုပြီးပြောတာပြောလို့ရပါတယ်ဘာလို့မျိုးခစ်ကြောင့်ပြောခင်ပထမဆုံးတိထားမယ့်ရတခုရှိပါတယ်အဲဟာဘာလဲဆိုရင်ကျွန်တော်ခစ်တဲ့ခစ်ကရပါတော့ပထမဆုံးစားရဲ့နှစ်ကိုအရှိယာကိုဂျပန်လိုဂန်းဆိုပြီးပြောပါမျိုးဆိုင်ဂန်းနဲ့မကောပါဘူး အာဆက်ကြည့်ရပါတော့ပထမဆုံးနည်းဆိုရဒီပုံမျိုးလေးဘာသာပြန်လို့ရပါလေအတိတ်ပဲရှိပါတော့ဆိုဥပမာကျွန်တော်လဲဝါချိတိုက်ရဲ့ပထမဆုံးနည်းပေါ့နော်လဲဝါချိတိုက်ကဘယ်အဆာလဲဆိုရင်2019ကစပါလေ2019ကနေပြီးတော့အခုလက်ရှိအချိန်ထိကလဲဝါချိတိုက်ပါမှဆက်အဲအကြောင်းမလို့လဲဝါချိတိုက်ရဲ့ဂန်းငန်းက2019ဖြစ်ပါလေအဲ့လိုမျိုးလေးပါ2020ကကြောင့်လဲဝါ လင်းဆိုပြီးဖြစ်တော့ပါမယ်ဆိုရင်လေဝါနေနေလေဝါဒုတိယနှစ်ပေါ့နော်အဲ့လိုမျိုးလေးဘာသာပြန်လို့ရပါတယ်2021ကကြောင့်လေဝါဘာလို့ဖြစ်နေဟုတ်ပါမယ်ဆိုရင်လေဝါစန်းနာဆိုပြီးတော့ကြောင့်ပြောလို့ရပါတယ်အဲ့ဒီတိုင်းပဲမယ်ဆိုရင်ကျွန်တော်ခုရောက်နေ2025ဆိုရင်လေဝါတွေ့ကြည့်မယ်လို့ဆိုရင်2025တွေ့ကြည့်မယ်ဆိုရင်လေဝါဟုတ်ပါမယ်ဆိုရင်လေဝါ နာဆာနေတော့မဟုတ်ရှိနေဆိုပြီးတော့ပြောလို့ရပါတယ်။ဘာတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့တို့မြန်မွေခင်ရဲ့ခြေတဲ့တစ်ခုဖြစ်ပါတယ်။ကျွန်တော်လည်းအဲ့ဒီခြေတဲ့မမွေခင်ရပါဘီနာဆာကလည်းအဲ့ဒီခြေတဲ့မမွေမလို့ထင်ပါတယ်။အဲ့ဒါပါလဲဆိုရင်အဲဆဲခြေတဲ့ဖြစ်ပါမယ်ဆိုင်။ဟုတ်ပါရဲ့မဆိုင်။အဲဆဲခြေတဲ့ပါ ။ Heisei Kip ဆိုပြီးတော့ပါတယ်ပြလို့ရပါတယ်။ကြောက်လို့မသိဘူးနော်ဂျပန်နေတော်များပြောရဲခါမှာဆိုရင်သူတို့ရဲ့ငွေကြီးကိုပြောရဲခါမှာဆိုရင် Heisei ဘာဥမာလေးပါဘောနော်အဲ့လိုမျိုးလေးမျိုးဆန်ပြောလေးရှိရဲ့။ဆိုဒီမှာဆိုရင်တော့90ဖုန်းပေါ့နော်1990ဖုန်းမှာဒါမှမဟုတ်1000ဖုန်းမှာ 2K ဖုန်းပေါ့နော်အဲ့လိုမျိုးပြောရတဲ့အတိုင်းပဲခြေဖုန်းမှာဆိုလေ Heisei ဘလောက်ဖုန်းဘယ်ညာဖုန်းဆိုပြီးပြောလို့ရှိပါတယ် So အဲ့အောင်ဆိုရင် Heisei ကဘယ်အစားလဲဆိုရင်1989အစားပါတယ် 1949ကနေပြီးတော့ဆန္ဒကလေးဝါးကြည့်တဲ့ဆုံးတဲ့ဝိုင်း2019ဒီကဟဲဆဲကြည့်တဲ့ဖြစ်ပါလေ။အဲကြောင့်မို့ကျွန်တော်ဆန္ဒပြောခဲ့လို့မျိုးဆိုင်ပတခင်ရဲ့ပထမဆုံးစားခဲ့တဲ့နှစ်ကိုမျိုးဆိုင်ဘာလို့ခေါ်လဲ။ဟုတ်ပါပြီမျိုးဆိုင်ဂန်းလန်းလို့ခေါ်ပါရဲ့။အဲကြောင့်မို့ဟဲဆဲကြည့်တဲ့ရဲ့ပထမဆုံးနှစ်က1949ဂန်းလန်းက1969ဖြစ်ပါရဲ့။အဲအဲကြောင့်မျိုးဆိုင်1990ဆိုရင်ရောဘယ်လိုဖြစ်မလဲ။ဟဲဆဲ ဟုတ်ပါရဲ့မဆန်နီနင်းဖြစ်ပါရဲ့မဆန်လက်ပြမဆန်ပြောမယ်ဆိုထားပါလို့ကိုက1995မွေးရယ်ဆိုရင်1995ဆိုရင်ပြောမယ်မဆန်1995ပြောကြည့်မယ်မဆန်1989မှာကျွန်တော်တို့စခဲ့ရပါတော့အဲကျွန်တော်တို့1995ဆိုရင်80နာနာနီဟုတ်တယ်မဆန်ကိုက 1995ဘုံပါလို့မပြောဘဲနဲ့ဟဲဆဲလော်လော်နီဥမာလေးဆိုပြီးလည်းပြောလို့ရရင်ပေါ့နော်ဒီမျိုးလေးပါဒါပေမဲ့နောက်တစ်ခုကဘာလဲဆိုရင်2000ခုနှစ်မှာမွေးရ2000ခုနှစ်မှာမွေးရဆိုရင်တော်ချင်မနာဆိုင်ဟဲဆဲဘလော့ဖြစ်မယ်ဟဲဆဲဂျူနီနန်းဆိုပြီးဖြစ်တော့ပါတယ်မျိုးဆက်အဲ့လိုမျိုးလေးဂျန်ပါနော်မျိုးဆက်အဲ့ဆိုရင်ကိုက2000နဲ့မှတစ်ခုနှစ်မှာမွေးရဟဲဆဲဂျူဆန်နဲ့ဘောဟုတ်တယ်မျိုးဆက် ဟဲဆဲကျူဆန်နဲ့ဒါဆိုရင်2003ခုနှစ်မှာဝေးခဲ့တယ်။ဒါဆိုရင်ဟဲဆဲကျူကောနဲ့ပါမယ်ဆိုင်2003ခုနှစ်ဆိုရင်ကြတော့ဟဲဆဲဟဲဆဲပါပြောမျိုးဆိုင်2003မမဆိုင်ဟုတ်ပါရဲ့မဆိုင်ဟဲဆဲဂျူနာနာနန်ဆိုပြီးဖြစ်တော်ပါရဲ့မဆိုင်အဲ့လိုမျိုးလေးပါဂျာမန်နာမဆိုင်အဲအားဂျပန်နဲ့မဆိုင်စကားပြောခါမှာတိလာနေမျိုးဘောနော်ဖာလေးဆိုရင်ပြောနေအချိန်မှာဆိုရင်လေဟာ तू က ဘလောက်မှငွေရအောင်ဆိုပြီးတော့1990ဘလောက်လို့ပြောပေးနေအဲ hair ဆဲဆိုပြီးတော့ပြောင်းပြီးတော့ပြောပြလေးရှိရပါတော့အဲစင်ဒါမျိုးလေးနဲ့ပြောဖြစ်ပါတယ်အဲ့ဒီမျိုးစင် hair ဆဲကြည့်တဲ့ကောင်ကတော့ဂျပန်ကဆိုရင်အရင်ကတိုးတက်ခဲ့တဲ့ခေတ်ကိဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ဒီကေဘောနမျိုးစင် Sony PlayStation ကိုအဲ့အရေးရဲ့စာပြောနေမြေကြီးလာရဲ့ ခက်ခက်ပါတော့ UV ဆိုရင်ကျွန်တော်ဟိုကျွန်တော်ကိုတည်ကြည့်နေရဲ့အနီမေဘာပဲတော့ One Piece လို့ Navi Duo လို့အဲ့ရဲ့စပြီးထုတ်ခဲ့တဲ့တနေ့တည်းဖြစ်ပါရဲ့မျိုးဆိုင် So အဲ့ခက်ကိုဂျပန်နီးယားဘယ်လိုခေါ်ကြလဲဆိုရင်စစ်ပွဲရေးမရှိဘဲနဲ့ငြိမ်းချမ်းရဲ့ခက်တဲ့ခက်ဆိုပြီးတော့လေပြောကြရဲပေါ့နော် ပြီးတော့ကြောင့်လုံးဝနီးပညာအတိတ်တွေလည်းမဟုတ်အတိုးတက်ဆုံးခက်တဲ့ခက်လည်းဖြစ်ခဲ့ပါရဲ့မျိုးစင်အဲဒါဆိုရင်ကျွန်တော်ဒီနေ့မျိုးစင်မျိုးကို share လုပ်ပေးသွားရဲ့ခက်တဲ့ခက်တော့ဘာလဲဆိုရင်ဟဲဆဲကြီးတိုင်းနဲ့လဲဝါကြီးတိုင်းနှစ်ခုတွေ့တော်မယ်လို့ထင်ပါတယ်မျိုးစင်မျိုးကိုပြန်ပြီးရလေတုံးချလို့ရရပါတော့နောက်ပတ်ဒီမှာဆိုရင်ကျွန်တော်ကြံသေးရပါတော့ရှောဝါကြီးတိုင်းယူတိုင်းရှောကြီးတိုင်းအေရိုကြီးတိုင်းမဲကြီးတိုင်းအများကြီးပဲကြံသေးမျိုးစင်အဲ့ကြောင့်လည်းပတ်သက်ပြီးတော့ကြောင့် share လုပ်ပေးထားရှင်ပါရဲ့မျိုးစင်အဲ့ဒါဆိုရင်နောက်တာ 来週ですすみません、今日も良い一日を。またね